ဖြစ်ရက်တစ်ခုတည်းမှာကိုပဲစိတ်ကူးတွေမတူတဲ့အကြောင်းအတွေးတွေမတူတဲ့အကြောင်းအမြင်တွေမတူတဲ့အကြောင်းလေးကိုနည်းနည်းပြောပြခြင်းတယ်ယောနိသောမနတိကာရခေါင်းဆောင်တဲ့စိတ်တွေကဘလို့တွေးလိုက်သလဲအာယောနိသောမနတိကာရဆိုတာကြီးခေါင်းဆောင်လိုက်တော့ဘလို့တွေးလိုက်သလဲဟုတ်လားဖြစ်ရက်တစ်ခုတည်းကိုပဲအမြင်မတူကြဘူးနော်ဒါလောကကြီးမှာဒါသဘာဝပဲနော်တကယ်ကြီးမိုက်များ ဒီဖြစ်ရကိုပဲကြည့်ပြီးတော့သူကဟိုလိုမြင်တယ်ကိုကဒီလိုမြင်တယ်ဟုတ်လားအမြင်မတူရဘူးနော်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကကောသလမင်းကြီးတို့မာလိကာမိဘုရားတို့ဥဆောင်ပြီးတော့ဒါနာကောင်းမှုကြီးပြုကြတာလေအတတိတဒါနာဆိုတာကြားဖို့တယ်မို့လားဖရာတဆူတဆူမှာတခါသာလင် ဖြစ်ပေါ်တဲ့အလှပွဲကြီးပေါ့ဟုတ်လား34ကတိကုန်နေတဲ့ဟုတ်လား တန်း140ကုံနာပေါ့အဲ့ဒီလိုမြတ်စွာဘုရားအမှုပြုတဲ့တန်ဃာတွေကိုချိန်ချိန်သိမပါတဲ့ပစ္စည်းမရှိရအောင်ဆိုပြီးတော့လှူလိုက်တာအတ္တိတဒါနာကုသိုလ်ဘွဲကြီးအဲ့ဒီကုသိုလ်ဘွဲကြီးကိုကြည်ပြီးတော့ဘေးကလူတွေရဲ့တန်တံမှာအတွေးတွေအမျိုးမျိုးဖြစ်ကြတာပေါ့အဲ့ဒီမှာကောသလမင်းကြီးမှာထင်ရှားတဲ့အမတ်ကြီးနှစ်ယောက်ရှိတယ် ကာလအမတ်တဲ့ဇုံနအမတ်တဲ့အဲ့ဒီမှာကာလဆိုတဲ့အမတ်ကြီးကဘလို့တွေးတယ်လဲဘလို့မြင်တယ်လဲဆိုတော့ဩမိုက်လိုက်တဲ့မင်းကြီးတရက်သေးနဲ့34ကြေသောပစ္စည်းတွေကို ဖြုံးတီးပစ်တာဟောဒီယဟန်တွေကဒီစားကောင်းတောက်ဖွဲတွေကိုသုံးဆောင်ပြီးတော့ကြောင်းရောက်တော့သင်္ကန်းကောင်းပြီးခြုံပြီးတော့အိတ်နေမှာဆုံးရှုံးပါပြီစွာ ဆုံးရှုံးပါပြီစွာ ဒါကိုပဲမကြည်မနဲ့ကြားတဲ့ကနေအဲ့ဒါလိုခံစားပြီးတော့တွေးနေတာဘီရင်ကြီးဆိုတော့သွားပြီးတော့လဲမပြောရေဘူးသူကဒါသူ့အမြင်ကိုသူကတော့အမှန်လို့ထင်မှာပဲနော်အမှန်လို့ထင်တဲ့အတွက်ကြောင့်ဒီအတွေ့တွေကအများကြီးဖြစ်နေတယ်ကြည်စမ်းဟိုလူတွေအလကားလူလေလှုပ်သွားတာရဟန်းတွေကိုသူကအဲ့လိုထင်မှာပေါ့နော်မင်းကြီးကလည်းဘာအုံနှောင်းမှမရှိဘူးဒီပြင်နေရာမှာအသုံးချမယ်ဆိုရင်ဘယ်တော့အကျိုးရှိလိမ့်မလဲ အခုအယံကာယောကြီးပစ္စည်းတွေကိုဖြုံးပြီးပြတ်တာအဲ့ဒါလို့စဉ်းစားပြီးတော့မကြည်မနှက်နဲ့မျက်မှောင်တွေကိုကျုံပြီးတော့ဒီတိုင်းတွေးနေတာအာယောနိသောမနတိကာရခေါင်းဆောင်ပြီးတော့စိတ်ကူးတွေက ဆိုးနေလိုက်တာ ဟုတ်လားတခိုင်းကျမိုင်များစဉ်းစားနေတာ တွေးနေတာစိတ်ကူးနေတာအတူတူပဲနော်အေးဇုံနဆိုတဲ့အမကြီးကတော့ဘယ်လိုစဉ်းစားလဲဆိုတော့ဟန်ရလိုက်တာတို့မဲ့တပြားမှမကုန်မဲနဲ့ ဒီကုသိုလ်ပွဲကြီးမှာတာဓုတွေအကြိမ်ကြိမ်ခေါ်ပြီးတော့တို့မဲ့ကုသိုလ်တွေရတာရှင်ဘရင်ကြီးမို့လုံနိုင်တာနော်ကြည်စမ်းအလှခံတွေကလည်းမြင့်မြတ်လိုက်တာကိလေသာအတ္တဝလုံးဝကင်းတော်မူတဲ့မြတ်စွာဘုရားလောကကြီးတစ်ခုလုံးကိုကောင်းအောင်သူတော်ကောင်းတရားတွေနဲ့ပြန်ပွားအောင် ကြိုးစားနေတဲ့တန်ခါအတိုင်းဝိုင်းကြီးဒါကြီးကိုလှူဒန်းပြီးတော့နေရတာငရုများအရာတော်လိုက်တာဘရင်ကြီးမို့လုံနိုင်တာကောင်းပါပြီစွာလို့တွေးပြီးတော့ တပြုံးပြုံးနဲ့သူ့မှာပီတိတွေနဲ့ပြောနေတာဟင်ဖြစ်ရက်ကတော့တခုတည်းပဲအတွေးတွေတူရဲ့လားစဉ်းစားတာတွေတူရဲ့လားစိတ်တွေဖြစ်နေပုံ တူရဲ့လားမတူဘူးအာယောနေတော့မနတိတမနတိကာရခေါင်းဆောင်တဲ့ပုဂ္ဂိုလ်ကြီးမှာတော့အတွေးတွေကြောင့်စိတ်တွေဆင်းရဲပြီးတော့ပူလောင်နေတယ်ယောနေတော့မတတိကာရခေါင်းဆောင်ထားတဲ့ပုဂ္ဂိုလ်မှာတော့ အတွေးတွေကြောင့်စိတ်တွေကို ကြည်လင်းတန့်ရှင်းပြီးတော့အေးချမ်းနေတယ်လောလောဆယ်ကိုပဲစိတ်ခံစားချက်ထဲမှာဘာဖြစ်နေလဲမတူပါဘူးမတူပါဘူးဟိုကအပြစ်တွေပဲရှားနေတာ ဟုတ်လားဟိုဟာကဘာလဲကောင်းတာတွေပဲရွေးပြီးတော့ကြည်နေတာ ဟုတ်လားနော်ကဲ့ရဲ့မယ်ဆိုတဲ့စိတ်နဲ့ကြည်စမ်းအလကားဖြုံးပြီးပြစ်တာ ဟုတ်လား အဲ့ဒီလိုအာယောနိတော်မနတိကာရတွေနဲ့တွေးတဲ့အတွက်ကြောင့်သူ့ရဲ့စိတ်တွေဘာဖြစ်နေလဲပူလောင်နေတယ်ရှုပ်ထွေးနေတယ်နောက်ကြည့်နေတယ်ဒါသေးကြတယ်ခံစားကြည့်လို့ရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ဒီအတ္တိတဒါနပွဲကြီးမှာအနုမောဒနာတရားဟောမေတန်ဃာတွေကလည်းတန်းစီပြီးတော့ရှေ့ကထိုင်နေတာ ရှေ့ကပိဋကကြီးကလည်းတခိမအကြီးကြီးပဲအဲ့ဒီမှာတက်တက်ဆိုင်ဆိုင်အင်ကုလိမာလာမထေကို ထီးဖြူမိုးပေတဲ့ဆင်ကြီးကတိတ်ကြမ်းထမ်းတယ်လို့ဆိုတယ်ဆင်တွေကထီးဖြူမိုးပေတာနော်အလူကြီးကအကြီးကြီးပေါ့အဲ့ဒါလောက်ကြီးကျယ်ခမ်းနားတဲ့အလူပွဲကြီးမှာမြတ်စွာဘုရားကတရားကိုတူတူလေးဟောတယ်တက္ကထာတဲ့ဟောတာတဲ့ဘာပြုလို့လဲဆိုတော့ဒါနရဲ့အကျိုးတွေကိုတိုင်းတိုင်းဝိုင်းဝိုင်းကျဲကျဲဝန်းဝန်းကြီးများဟောမယ်ဆိုရင်ဟိုမှာအတွေးတွေချုံနေတဲ့ကာလအမတ်ရဲ့ခေါင်းဟာခုနှစ်စိတ်တောင်ကွဲသွားနိုင်တယ်တဲ့ သူအတွေးတွေနဲ့သူပြင်းမှားမှုတွေဖြစ်ပြီးတော့မကြည်မလင်ဖြစ်ပြီးတော့စိတ်တွေကကြောက်စရာကောင်းတယ်နော်အဲ့ဒါမြတ်စွာဘုရားကတဏှာလွန်းလို့တရားကို၄ပါးတကားထာမျှပဲဟောတယ်ဟောပြီးတော့ကျောင်းတော်ကိုပြန်ကြွသွားရောဘယင်ကြီးကစိတ်မချမ်းသာဘူးကြည်စမ်းငါအကြီးကြီးလှုပ်ထတာနည်းနည်းလေးဟောသွားတယ်ငါလှူတာတွေတည်းမယ်မြန်ဘာမြန်မသိတော်တာတွေမြန်ပါသွားလဲမသိဘူးအဲ့ဒါနဲ့မကျေနပ်ဘူး မြတ်စွာဘုရားနောက်ကိုလိုက်တယ်လိုက်ပြီးတော့ကျောင်းတော်ရောက်တော့မြတ်စွာဘုရားကိုစိတ်မကောင်းခြင်းကြီးစွာနဲ့ရှောက်တယ်အရှင်ဘုရားတပည့်တော်ဒါနာကောင်းမှုကြီးအကြီးကြီးလုပ်ထားတာတရားလေးကတခဲမှတူတူလေးဘာဖြစ်လို့လဲဘုရားအဲ့ဒီတော့မြတ်စွာဘုရားကတခါကြီးတဲ့တရားကိုအရှိကြီးဟောရင်အဲ့ဒီဇုံနာအမတ်ခေါင်းခွန်းတဲ့စိတ်ကွဲလိမ့်မယ်တဲ့သူဒီလိုတွေတွေးနေတာသူအပြစ်တွေမဖြစ်ပါစေနဲ့တော့ သူ့ရဲ့စိတ်ထဲမှာမကောင်းတာတွေဖြစ်ပြီးတော့အကျိုးတွေမမဲ့ပါစေနဲ့တော့လို့ငါတနာငဲ့ညာပြီးတော့တရားကိုတူတူလေးဟောလိုက်တာအဲ့ဒီတော့မင်းကြီးကနှံ့တော့ပြန်သွားတယ်ပြန်သွားပြီးတော့ဇုံနာအမတ်စိတ်ကူးတာကိုလည်းမြတ်စွာဘုရားကအမိန့်ရှိလိုက်သေးတာကိုအဲ့တော့အဲ့ဒီအမတ်နှစ်ယောက်ကိုခေါ်ပြီးတော့ကာလအမတ်ကိုအရင်ပြောတယ်နေစမ်းပါဦးတဲ့ငါသင်ပစ္စည်းတွေကိုယူပြီးတော့မြန်လှူနေလို့လား သင်တို့အမျိုးတွေရဲ့အကျိုးမဲ့ကိုငါဘာများလုံးမိလို့လဲ။ဥမာဒီလိုတောင်မေးတယ်နော်။ငါအလှပွဲကြီးကသင်ကိုဘာတွေများနှိပ်ရှက်နေလို့လဲ။ပြောစမ်းပါဦး။ gain ငါပေးပြီးသားတွေရှိပါစေတော့။ဒါပေမဲ့လို့ဒီအချိန်ကစပြီးတော့ငါတိုင်းပြည်မှာသင်မနေပါနဲ့နော်။သင်ကြောင့်ငါတရားအရှိကြီးမနာရ။တိုင်းပြည်ကနှင်ထုတ်ပြစ်တာဗျ။နော်။လက်ငင်းအကျိုးလို့လည်းပြောလို့ရတာပေါ့။ဟုတ်လား။ဇုံနာအမတ်ကိုကြတော့ gain သင်ရဲ့စိတ်ဓာတ်တွေကတိတ်မွန်မြတ်တဲ့အတွက်ကြောင့် ငါရဲ့စီးစိမ်ပစ္စည်းနဲ့ပဲအလူအတန်းကြီးကိုခုနှစ်ရက်ပြုပါလေသူ့ကိုကြတော့သူ့ရဲ့လက်တွေချပြီးတော့ဒီလိုချီးမြှင့်တယ်